ပါရှင်တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇွန်လ25ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်မကွေးတိုင်းထင်းလင်းမြို့မှရဲစခန်းကနေအချုပ်သားတွေလွတ်မြောက်မှုနဲ့ပတ်သက်လို့စစ်ကောင်စီကဖမ်းဆီးစစ်ဆေးရာမှာရဲနှစ်ဦးတိတ်ဆုံးပြီးသုံးဦးအဖမ်းခံထားရဆဲဖြစ်တယ်လို့သိရပါဗျ။ အခုလ18ရက်နေ့ညပိုင်းမှာစစ်ကောင်စီကဖမ်းဆီးထားတဲ့ထင်းလင်းမျိုးမရဲစခန်းကဒေသခံပြည်သူ73ဦးထွက်ပြေးလွတ်မြောက်ခဲ့တာပါ။အဲဒီနောက်စစ်ကောင်စီရဲ့ထင်းလင်းမျိုးနယ်အုပ်ချုပ်ရေးကောင်ဆောင်ဘုံမူးထိန်လင်းကဦးဆောင်လို့စုံခုံဖွင့်စစ်ဆေးခဲ့တာဖြစ်ပြီးစစ်ဆေးမှုအတွင်ရဲတက်ကြမြင့်အောင်နဲ့ကျော်စန်းထွေတို့ဇွန်လ19ရက်မှာတည်ဆုံခဲ့တယ်လို့သိရပါဗျ။ လောင်လုံးမြို့ပေါ်ကစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကို မနေ့ကနေ့လယ်ပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်တွေကဝန်းရောင်းတိုက်ခိုက်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။မြို့ပေါ်ကစစ်ကောင်စီတပ်သားတွေတပ်ဆွဲထားတဲ့ရဲစခန်း၊ဆရာဖယုံ၊ထွေအုပ်ယုံတွေမှာနှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ဒဝဲမြို့ပေါ်ကစစ်ကောင်စီတပ်သားတွေကလည်းလောင်လုံးမြို့ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါဗျ။ ချင်းပြည်နယ်တီးတိမ်မြို့နယ်ထဲကအစင်စခန်းတစ်ခုကိုစစ်ကောင်စီတပ်ကအခုလ22ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တီးတိမ်မြို့နယ်ထဲကခိုင်ကန်းစစ်စခန်းခေါ်အပန်းဖြစ်စခန်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်16နှစ်ဝန်းကျင်အရွယ်စင်ထိန်တဦးသေဆုံးတယ်လို့အမျိုးသမီးတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါအပြင်ဘုံကျဲတိုက်ခတ်မှုကြောင့်စင်စကန်းတွေကအဆောက်အဦတချို့လည်းပျက်စီးခဲ့တယ်လို့သိရပါဗျာ။တရချောင်းမြို့နယ်မင်းတပ်ကြီးရွာကတိုက်ပွဲမှာပြည်သူ့ကောက်ွေရေးတပ်မတော်တဝဲခိုင်တရင်နှစ်ကရဲဘော်လက်ရာကြာဆုံးခဲ့တယ်လို့တရင်ကထုတ်ပြန်ပါဗျာ။အခုလ17ရက်နေ့ကမင်းတပ်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတွားရောက်တိုက်ခဲ့တဲ့တိုက်ပွဲအတွင်းမှာကြာဆုံးခဲ့တာလို့သိရပါဗျာ။ ကြောက်ဆုံရဲဘော်ကိုဒွေခိုင်တရင်နေ့ကအာဇာနည်သူရဲကောင်းအဖြစ်ဥညွတ်အလေးပြုပြီးမှတ်တမ်းတင်ဂုဏ်ပြုကြောင်းလဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနင်္သာရီညနေအောက်ကင်းရွာကဒေသခံရွာသား၉ဦးကို အခုလ23ရက်နေ့ညမှာစစ်ကောင်စီတပ်သားတွေလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကတည်ရပါတယ်။ပြီးခဲ့တဲ့23ရက်နေ့ည7:00နာရီဝန်းကျင်က အောက်ကင်းရွာကနေအိမ်တစ်ဆောင်မှာစုအိတ်နေတဲ့ရွာခံအမျိုးသားကိုယ်ဦးကိုဖမ်းခေါ်သွားခဲ့တာလို့ဆိုပါတယ်။အဖမ်းခံရသူတွေထဲကတဦးကအသက်15နှစ်အရွယ်လူငယ်တဦးဖြစ်ပြီးကြံသူတွေကတော့အသက်20ကျော်အရွယ်တွေဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်သားတွေဟာရွာခံလူငယ်ကိုယ်ဦးကို အောက်ကင်းရွာအခြေစိုက်ခမရ99ခွန်တရင်ကိုဖမ်းဆီးသွားပြီးမင်းကအထိအဆက်အသွယ်များသေးဘူးလို့ရွာခံတွေကဆိုပါတယ်။ စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်စက်တဲ့အတွက် အတင်းအဓမ္မတသားစုဆောင်ချင်းခံရတဲ့ပလောင်မျိုးအမစနစ်တမတော်တမ်းမြစ်လိကျည်ရီတည်တန်းကျောက်ကလူငယ်လေးဦးမြေခင်တရင်တစ်စီကိုခိုးလုံလောက်ခဲ့တယ်လို့တပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။ဖမ်းဆီးခံရသူတွေဟာထိုင်းနိုင်ငံမှာဗီဇာတက်တမ်းကုန်လာကြောင့်ဖမ်းဆီးခံရတာဖြစ်ပြီးမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ချင်းစစ်မှုထမ်းတပ်သားစုဆောင်ခံခဲ့ရတာကြောင့်မြေခင်တရင်တစ်ကိုဗတ်ပြောင်းခိုးလုံလောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့လေးဦးကိုကောင်းမွန်စွာထိန်းသိမ်းထားပြီးလူဝတ်တာတွေကိုဆက်လက်လှုပ်ဆောင်ပေးလျက်ရှိတယ်လို့လည်းသိရပါဗျ။တနင်္လာနေ့တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။